ားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်မှပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဇယ်လန်လေးအောင်ဆိုလို့ရှင်တော့ California မှာရှိတဲ့ Mayweather လို့ခေါ်တဲ့မြို့ငယ်လေးတစ်မြို့မှာစတင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီမြို့လေးကတော့ဘာထူးခြားမှုမှမရှိတဲ့နေရာမျိုးဆိုပေမဲ့လည်းနှစ်စဉ်ကျင်းပတဲ့ပွဲတော်ကတော့ဒီ area မှာစောင့်မျှော်ရတဲ့အဖြစ်အပျက်တစ်ခုဖြစ်နေပါတယ်ဇူလိုင်လ10ရက်နေ့ပွဲတော်စတဲ့အဓိကနေ့မှာမြို့သူမြို့သားအားလုံးဟာ မြို့တော်ခမာနာမှာဆူယုံနေကြရင်လည်းမနေ့စနေတိတိထိုးတဲ့ခါမှာတော့လှုပ်ရှားမှုတွေရုတ်တရက်ရပ်တန်းနေတာပါအကြောင်းရင်းမသိရဘဲနဲ့နေထိုင်တဲ့သူတွေအားလုံးဟာတပြိုင်တည်းလဲကြခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်ဟာမြို့နယ်နယ်နိမိတ်အတွင်းကအရာအားလုံးကိုတက်ရောက်ခဲ့ပြီးတော့တချို့တရိတ်ဆန်နေဆိုရင်လည်းတတိပါမင်းမျိုးနဲ့အချင်းနေမျိုးကိုရောက်ခဲ့ရတာဖြစ်ပါတယ်မြို့ပြင်ကလူတွေကတော့တစုံတစ်ခုမှားယွင်းနေပြီဆိုတာကိုသတိပြုမိခဲ့ကြပြီးတော့ကျန်းကျင်တဲ့သူတွေအမျိုးမျိုးကိုခေါ်ယူခဲ့ကြပြီးမဲ့ဘယ်သူကမှဒီဖြစ်ရက်ကိုရှင်းပြနိုင်ခြင်းတော့မရှိပါဘူး ဘယ်လိုဒါတို့ပစ္စည်းဒါမှမဟုတ်တဲရောင်ကြီးကိုမှရှာမတွေ့ခဲ့သလိုမျိုးတွေကိုဝင်လာတဲ့သူတိုင်းကလည်းလေကူပေါင်းလိုမျိုးချက်ချင်းလဲကြကုန်တာကြောင့်ပဲစုံလန်းစစ်ဆေးဖို့အတွက်မဖြစ်နိုင်ခဲ့ပါဘူး။ဒေသခံဆရာဝန်ဒေါက်တာအလန်ချာဖီကတော့မြို့ပြင်မှာရှိနေခဲ့တာကြောင့်ကံကောင်းထောင်းမစွာနဲ့လွတ်မြောက်ခဲ့ပြီးညနေ၄နာရီတိတိမှာတော့လဲကြခဲ့တဲ့သူတွေအားလုံးဟာပရိုဂရမ်ချထားတဲ့အတိုင်းပါပဲတပိုင်းနဲ့ထဲမှာသတိပြန်ပြီးတော့ရလာခဲ့ကြပါတယ်။အလန်ကတော့သူ့ရဲ့ဇနီးဘာဘရာနဲ့ပြန်လည်ဆုံတွေ့ခဲ့ရပြီးမြဲအကြောင်းဆရာမကြီးဂျီအတွက်ကတော့သူမရဲ့ခင်မောင်မိုက်ရင်တိုင်းမှုနဲ့တည်ဆုံသွားတဲ့တဲ့င်းကြောင့်ဝမ်းနဲ့ပူဆွေးခဲ့ရပါတယ်။ အချင်းတွေဟာအကုန်လုံးကြေပြီးတဲ့နောက်မှာတော့မြို့သူမြို့သားတွေအားလုံးကအဲ့ဒီထူးဆန်းတဲ့နေ့ကိုဘယ်တော့မှရှင်းပြနိုင်တော့မှလည်းမဟုတ်ဘူးလို့လက်ခံခဲ့ကြပြီးတော့သူတို့ရဲ့ပြင်းကြီးဖွယ်ရဘဝတွေကိုပြန်လည်စတင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအလန်ဟာသူ့ရဲ့လူနာတွေကြားထဲမှာပုံစံတူထူးခြားမှုတွေတခုသတိထားမိခဲ့ပါတယ်။သူ့ရဲ့ဇနီးဘာဘရာလိုပဲမျိုးတွေကအမျိုးသမီးအများပြားဟာကိုဝင်ဆောင်ခဲ့တာဖြစ်ပြီးတော့တကယ်ကိုထူးဆန်းလွန်းတာကတော့သတိတည်တဲ့ခံမှန်းရယ်ဆွဲဟာလူတိုင်းအတွက်ဇူလိုင်လ၁ရက်နေ့ဖြစ်နေတာဖြစ်ပါတယ်။ အဲဒီကဝင်ဆောင်သူတွေထဲမှာခင်မွန်းဖြစ်သူနိုင်ငံရဲ့ချားကိုထွက်ခွာနေတဲ့အမျိုးသမီးတစ်ယောက်နဲ့အတီးပြုတ်ပြီးသားအပြိုစင်တစ်ယောက်လည်းပါဝင်နေပါဗျ။ရန်နေငယ်တွေမှာပဲအမျိုးသမီးအားလုံးဟာတပြိုင်တည်းကဝင်ရှိနေတာထင်ချားလို့လာခဲ့ပြီးဒါဟာတရီလိမှုရဲ့ဓာတ်ရဲ့အကျိုးဆက်ဖြစ်ရမယ်လို့လည်းကောက်ချက်ချခဲ့ကြပါဗျ။ ဇုံတွေတွေများစွာကတော့ကိုဝင်ဖြစ်ကြခြင်းကြပေမဲ့လည်းတခြားသူတွေကတော့စက်ညင်မဲ့သဘောထားတွေရှိနေတာကြောင့်ပဲစကားများညှင်းခုံမှုတွေဖြစ်ပေါ်တာပါကုဆက်ယောဂဗိဒပညာရှင်ဒေါက်တာဆူဇန်ဗာနာကတော့အဲ့ဒီဖြစ်စဉ်ကိုစိတ်ဝင်စားလို့နာကြောင့်မီဝစ်ကိုပြောင်းရွှေ့လို့လာခဲ့ပါတယ်သူမရဲ့သူတေသနာအတွက်ဖက်ဒရယ်အစိုးရကရမုံငွေထောက်ပံ့ထားပြီးတော့မှထူးဆန်းတဲ့ကလေးတွေကိုအများကြီးလိုအပ်ခဲ့ပါတယ်ဒါကြောင့်မေကဝင်ဆက်လက်ဆောင်ဖို့အတွက်သဘောတူခဲ့တဲ့အမျိုးသမီးတိုင်းကိုဒေါ်လာ3000ပေးမယ်လို့ကန်တဲ့အခါမှာအားလုံးကလက်ခံခဲ့ပါတယ်။နောက်နေ့မတ်လမှာမြို့ရဲ့တဝက်လောက်ကမိဖွားခဲ့ကြပါတယ်။ ဒါပေမဲ့မွေးလာတဲ့ကလေးတွေကတော့ထိတ်လန့်စရာကောင်းလွန်လာပါတယ်။အသားအိမ်နဲ့သပင်ငွေရောင်တူညီတဲ့ဒီကလေးတွေဟာမွေးဖွားလာတာထက်ပဲထုတ်လုပ်ထားတဲ့သူတွေလိုမျိုးထူးခြားလွန်နေတာပါ။ဒေဝရီတော်မွေးပြီးတော့မကြမီတည်ဆုံးသွားတဲ့ကလေးအလောင်းကိုတော့စူဇန်ဖာနာဟာတရားမဝင်ပစ္စည်းထုတ်ထုတ်လို့ပဲသူမရဲ့ကားထဲမှာခိုးယူပြီးတော့မှဖွက်ထားခဲ့ပါတယ်။လာနေခဲ့ကြတဲ့အခါမှာတော့မေဝိရှာပျော်ရွှင်တဲ့မြို့ငယ်လေးဖြစ်ပြန်ဖြစ်ခဲ့ပြီးမယ်လေ။အဲ့ဒီတာယာအေဂျင့်မှုတွေကခဏတာလေးပါပဲ။ ကလေးတွေကြီးပြင်းလာတာနဲ့မြထူးခြားတဲ့ဖြစ်ရပ်တွေဇက်တိုက်ကိုဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့ဂျီရဲ့သားဒေးဗစ်ဟာလက်မလျှောက်နိုင်ခင်သူ့ရဲ့နာမည်ကိုစလုံးပေါင်းနိုင်ခဲ့ပါတယ်။ဘာဘရာနဲ့အလန်တို့ရဲ့သမီးမာရာကတော့အစမ်းကျေဆုံးကလေးဖြစ်နေပါတယ်။ဒီနေ့မှတော့မာရာရဲ့မျက်လုံးလေးဟာအစိမ်းအောင်တောက်လာပြီးဘာဘရာကိုစိုက်ကြည့်လိုက်တဲ့အခါမှာသူမဟာထိန်းချုပ်ခင်းရတယ်လို့မျိုးရင်ရွေးစူးနေတဲ့ဒေးဝူတွေကိုလက်ထိုးထည့်ခဲ့ပါတယ်။ဂျီရောက်လာပြီးတော့ကယ်ဆယ်လိုက်တော့မှတာအဲ့ဒီထိန်ချုပ်မှုဟာပြတ်တောက်သွားခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့ဘာဘရာဟာသူမရဲ့ကလေးကိုကြောက်ရွံ့နေစေချောင်ဆေးတဲ့ကြပြီးတော့ကိုယ်တိုင်အဆုံးစီရင်ခဲ့တာပါ အလံကားတော့ဇနီးတွေကိုဆုံရှုံလိုက်ရတဲ့ဝန်နေမှုနဲ့ထူးဆန်းတဲ့တရားကိုပြုစုပြောထောင်ရတဲ့ဒုက္ခနှစ်ခုရင်ဆိုင်ခဲ့ရပါတယ်။အဲဒီစူဇန်ရဲ့အစီအကံသာရဆိုလို့ရှင်တော့ကလေးတွေဟာစူပောင်းစိတ်လှုပ်ရှားကြပြီးတော့မှအလံရဲ့တမီမာရာဟာဆွမ်းရည်အမြင့်မားဆုံးခေါင်းဆောင်ပဲဖြစ်ပါတယ်။စူဇန်ဟာမာရာဟာလူတွေရဲ့စိတ်ကိုလွယ်တကူဖတ်နိုင်ပြီးတော့မှသူ့ရဲ့ငွေရောင်စပင်ရှိတဲ့မိတ်ဆွေတွေကလည်းအဲ့လိုလှုပ်တက်လာပြီးလို့ယုံကြည်ကြပါတယ်။အလံဟာဘာဘရာကိုဆုံရှုံပြီးတဲ့နောက်မှာတော့မာရာရဲ့အနေရရှိတဲ့လက္ခဏာတွေကိုလေ့လျူရှုပြီးတော့နေပါတယ်။ စူဇန်ကတော့အဲ့ဒီကလေးတွေရဲ့အလွန်မြင်မာလာတဲ့ညင်ရီအင်ဂျူကိုထောက်ပြပြီးတော့မှအလံကိုသူရည်တနာမှာပို့ပြီးတော့ပောင်းရင်မှုအတွက်တိုက်တွန်းခဲ့ပါတယ်။အသက်၅နှစ်မှာတော့ကလေးတွေဟာအတွင်းများလာကြပြီးတော့ဒေဗစ်တယောက်ထဲသာအမြင်နဲ့နောက်မှတယောက်ထဲရှောင်နေခဲ့ရပါတယ်။သူတို့ရဘာလို့လူချင်းမှန်းလဲဘယ်သူကမှမသိပေမဲ့မျိုးသူမျိုးသားတွေကတော့ကြောက်ရွံ့တဲ့စိတ်တွေကြောင့်သူတို့ကိုမျက်ွယ်ပြုတ် နာခံခဲ့ကြပါတယ်မျက်စိဆောင်ဝင်တောက်ကိုစစ်ဆေးတဲ့အချိန်မှာမော်ရိုရဲ့မျက်လုံးထိန်းချုပ်မှုကြောင့်ပဲကိုရင်ဓာတ်ရုပ်ပစ္စည်းတွေမျက်လုံးထဲကိုထည့်ခိုင်းပြီးတော့မျက်မမြင်ဖြစ်စေခဲ့တဲ့ဖြစ်ရဆိုဖြစ်ခဲ့ပြီးတဲ့နောက်မှာဂျီဟာအလန်းနဲ့စကားပြောနေပါတယ်သူမဟာကလေးတွေကိုလူသားဖြစ်အောင်တင် जा ပေးနိုင်တယ်လို့ယုံကြည်ပြီးအထူးတန်းတစ်ခုကိုဖွင့်ပေးဖို့အတွက်တောင်းဆိုပါတယ်။အလန်ဟာမာရာနဲ့တခြားကလေးတွေကချစ်ခင်မှုနဲ့နောင်တရမှုလုံးဝမရှိဘဲအေးဆက်ပြီးတော့ဟာလာဟင်းလင်းဖြစ်နေတာကိုသဘောပေါက်သွားပြီးတော့သဘောတူညီခဲ့တာပါ။ အရင်းညာကဒေးဗစ်ကဂျီကိုစိတ်ခံစားမှုတွေဟာအမိုက်တရဖြစ်တယ်လို့ပြောဆိုခဲ့ပြီးမှလည်းသူဟာဂျီရဲ့စေတဲ့ကိုစူးစမ်းလိုက်တဲ့အခါမှာတော့မိုက်ကိုတွေ့လိုက်ရပါတယ်။ပြီးတော့သူဟာဂျီရဲ့ဝမ်းနည်းမှုပူဆင်းမှုတွေနဲ့မွေးကင်းစာတည်ဆုံးခဲ့တဲ့ကလင်းငယ်ပေါ်မှာသူခံစားနေရတာဟာစင်တူနေတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီဝမ်းနည်းမှုဟာဒေးဗစ်နဲ့ဂျီကြားကိုဆက်သွယ်နိုင်တဲ့ဘုံနားလည်မှုဖြစ်ခဲ့ပြီးဒါကြောင့်မယ့်ဒေးဗစ်ဟာအုပ်စုကနေယူဒီရဲ့ခွဲထွက်ပြီးတော့သူ့ရဲ့ဝိညာဉ်အဖော်ဖြစ်တဲ့နေသူတည်ဆုံးခဲ့တဲ့ကလင်းမာလီရဲ့ဂူဘေးမှန်ကိုတွားရောက်ခဲ့ပါတယ်။ အလဟာဘာဘရာရဲ့ကူဘီမန်ကိုလာရောက်လေပိုင်ရင်နဲ့ဒေးဗစ်ကိုအဖို့မပါပဲတွေ့လိုက်ရတဲ့အခါမှာအံ့ဩလို့သွားခဲ့ပါတယ်။ဒေးဗစ်ကတော့မွေးကင်းစားတည်ဆုံးတဲ့ကလေးအကြောင်းကိုဘသူကမှမပြောဘဲနဲ့လာရောက်လေပဲခြင်းတဲ့အကြောင်းပြောပြပါရတယ်။ဒေးဗစ်ဟာအလန်ခံစားနေရတာတွေကိုနားလည်တဲ့အကြောင်းပြသပြီးတော့မှအလန်ရဲ့လက်ကိုလည်းကင်ဆုပ်ခဲ့ပါသေးတယ်။အဲဒါကြောင့်မဲ့အလန်ဟာကလေးတွေစာနာမှုတင်ယူနိုင်တယ်လို့ယုံကြည်ခဲ့ပြီးသူတို့တွေစာနေငန်းတစ်ခုကိုစီစဉ်ခဲ့ပါတယ်။ပထမဆုံးနေ့မှာပဲကလေးတွေဟာတင်ကြီးတဲ့သောအတန်နဲ့မျိုးလုံးတွေကဝိညာဉ်ရဲ့ပြင်းပေါက်တွေဖြစ်ပါတယ်လို့ထိလန့်ကြအောင်လည်းပြောဆိုခဲ့ပါသေးတယ်။ ။စာသင်ခန်းလေးဆက်ပြီးတော့လုပ်ခဲ့ပြီမလဲ။ဒူတန်မူကတော့မရှိပါဘူး။ဒီနေ့မှတော့အရင်မူနေတဲ့တန်ရှင်သမားတယောက်ဟာကလေးတွေကိုယဉ်မွန်းစကားပြောဆိုလာခဲ့တာကြောင့်အဲဒီအုပ်စုရဲ့ထင်းသိမ်းမှုရဲ့အောက်မှာမြင်ပါတဲ့လှေကားပေါ်ကနေပြောကြပြီးကိုယ်တိုင်တည်ဆုံခဲ့ရပါသေးတယ်။အဲ့ဒီဖြစ်ပျက်တွေကြောင့်မဲအလန်ဟာစူဇန်ဗာလာနဲ့ပူးပေါင်းမှုတဲ့နောက်ဆုံးမှဆုံးဖြတ်ခဲ့တာဖြစ်ပြီးစူဇန်ကတော့မိဝစ်တခုတည်းမှမဟုတ်ဘဲနဲ့ကဘာတမန်လုံးကမြို့ငယ်ယာနယ်ချီမှာဒီလိုမျိုးတရေလိမ့်မှုတွေဖြစ်ပွားခဲ့တဲ့အကြောင်းလေဝဲချက်တွေကိုမျှဝေခဲ့တာဖြစ်ပြီးအနောက်မှာတော့စူဇန်ဟာအလန်ကိုသူ့မရဲ့ လူဝက်တခွဲကံကိုခေါ်ဆောင်သွားခဲ့ပြီးတော့လွန်ခဲ့တဲ့9နှစ်ကခွေးယူထားခဲ့တဲ့တည်ဆုံးခဲ့တဲ့ကလေးရဲ့အလောင်းကိုပြန်ပြီးတော့မွမ်းမံထားတာဝန်ခံပြပါတယ်။ကျွန်တော်တို့တွေမြင်နေရတာကတော့ဂျိုသားတယောက်ရဲ့မူလပုံစံပဲဖြစ်နေပါတယ်။အလန်အင်ကိုပြန်ပြီးတော့ရောက်လာတဲ့အခါမှာမာရာကပစ္စည်းတွေထုတ်ပိုးနေတာကိုတွေ့ရပြီးငွေအောင်ကလေးတွေအားလုံးဟာမြို့ပြင်ဘက်ကကြီးဟောင်းတစ်ခုစီကိုစူပြောင်းရှေ့နေထိုင်ဖို့အတွက်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ ။နောက်နေ့မနက်မှာမိဘတွေဟာကလေးတွေကိုမနာခံရတာကြောင့်ကြည်စီကိုလိုက်ဖို့ပေးခဲ့ကြပြီးဒါပေမဲ့ကလေးကိုပြန်ပြီးတော့ခေါ်ဖို့လာတဲ့ဖခင်ကျောင်းကတော့အုပ်စုရဲ့ထင်းချုံမှုတွေကြောင့်ပဲသူ့ရဲ့ကားထဲမှာကိုယ်တိုင်ပဲပေါက်ကွဲစေခဲ့ရပါတယ်။စူဇန်ကတော့အလန်ကိုတခြားမျိုးတွေမှာပါအချိန်တွေဆွေးရလာပြီးဖြစ်တာကြောင့်မဲအဆူရဟာဒီမျိုးကိုနျူကလ িয়ার နဲ့ပြစ်ခတ်တော့မယ်လို့သတင်းစိုးတွေပေးခဲ့ပြီးအလန်ဟာသူ့ရဲ့သမီးလေးကိုဆွန့်ပြစ်ဖို့အတွက်မတက်နိုင်ခဲ့ပါဘူး။သူကစာနာမှုဆိုင်ရာသင်ခန်းစာကိုနောက်ဆုံးစူးစမ်းခဲ့ပြီးမယ်လေမော်ရာကတော့စိတ်ကံစားမှုတွေဟာ အမိုက်တရိုက်ဖြစ်ပြီးတော့အားနည်းသူတွေသာရှိကြတယ်လို့ပြန်ပြောခဲ့ပါတယ်။အရင်ညမှာပဲကလေးတွေအားစူဇန်ကိုစူပေါင်းတိုက်ခိုက်ခဲ့ပြီးသူမရဲ့အတွေ့အကြုံဖက်ပြီးတော့မှသိပ္ပံအတန်းထဲမှာဖားကလေးလိုကိုရင်ဆန်းတဲ့ခံစီဖို့အတွက်အတင်းအကျပ်ကိုပြုလုပ်ခဲ့ပါတယ်။မန်ဝက်မျိုးလူမျိုးသားတွေကလည်းဂျီကိုမီရှို့ဖို့အတွက်ကြံစီခဲ့ပြီးမယ်လေစူးစူးရွားကြာရှုံပြီးတော့မှအဆုလိုက်ပြုံးလိုက်တေဆုံးခဲ့ရပါတယ်။အလန်ကတော့ဂျီကိုလုံယုံအောင်ပိတ်လောင်ခဲ့ပြီးဒိုင်နမိုက်တွေအပြည့်ပါတဲ့တစ်တာတစ်လုံးနဲ့ဂျီစီကိုသွားခဲ့ပါတယ်။ မာရာကဖခင်ကိုမြင်တွေ့ရတဲ့အခါမှာတော့စိတ်မသက်မသာဖြစ်နေခဲ့ပြီးအလန်ဟာမာရာရဲ့စိတ်ဖယ်ခြင်းကိုပိတ်ဆို့ဖို့အတွက်မာကျောတဲ့အုံနေရန်ပုံရိပ်ပေါ်မှာအာယုံစိုက်နေခဲ့တာပဲဖြစ်ပါတယ်။ရလက်နေနေကတော့မာရာစိတ်ဖယ်ဖို့အတွက်ကြိုးစားတဲ့အခါမှာအုံနေရန်ကိုပဲရရှိခဲ့ပါတယ်။ဂျီကလုံးမြောက်လာခဲ့ပြီးတော့ဒေးဗစ်ကိုကယ်ဖို့အတွက်ကြိုးစားခဲ့ပြီးမယ်လေဂျီဟာအလန်နဲ့မာရာပါဝင်အထက်ကလူတိုင်းနဲ့တို့မိရောက်တွေနဲ့လောင်ကျွမ်းလို့သွားခဲ့ပါတယ်။အသက်ရှင်ကျန်ရတဲ့သူတွေကတော့ဂျီနဲ့ဒေးဗစ်ပဲဖြစ်ပါတယ်။ အဲ့ဒီခါမှာဒေးဗစ်ကိုငွေရောင်ကလေးတွေကြောင့်မကြဘူးတဲ့မြို့သားတစ်ခုစီကိုခေါ်ဆောင်သွားဖို့တဲ့အဆုံးဖြတ်ခဲ့ပါတယ်။သူမဟာဒေးဗစ်ဟာလူသားမျိုးနဲ့အတွက်အန်ဒီရဲ့ကြီးနေတာကိုသိပေမဲ့လည်းသူဟာခွင့်ရတစ်ခုကိုထိုက်တန်နေလို့ယူဆရင်းနဲ့ဇလန်လေးရလည်းအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။အဆုံးထိလဲပါကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။